မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့မိတ်ဆွေများကို Perfect Home YZ မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်အခုရောက်ရှိနေတာဆိုရင်ပြိုးလွင်မြို့ရေချမ်းဦးရက်ကွက်ကိုကျွန်တော်ရောက်ရှိနေတယ်ကျွန်တော်ဒီနေရာကိုရောက်ရှိနေတာဆိုရင်ကျွန်တော်မိတ်ဆွေများကိုအာရေချမ်းဦးရက်ကွက်ထဲမှာခိုင်မာမှုအရှိဆုံးရေချမ်းဦးမြောက်ရွာမူလရွာမြေစစ်စစ်ပေါ်မှာတိစောက်ထားတဲ့ဒီ Archi Swatcher ကောင်းကောင်းလေးနဲ့တိစောက်ထားတဲ့အိမ်အပါညီကွက်လေးကိုကျွန်တော်အနေနဲ့မိတ်ဆက်ပေးချင်တော့ကျွန်တော်ရောက်ရှိနေတယ် ဒီအဲ့ပါမီကွက်လေးอ่ะဆိုရင်ယမီအပြည့်စုံနဲ့အတင့်နေထိုင်လို့ရပြီးတော့ဒီခြံရှင်းမှာဆိုရင်လည်းအခုလို့ကားကို3စီးလောက်အေးစစင်းပြန်နာလို့ရတယ်အနေထားမှာတရှိတဲ့အိမ်လေးဖြစ်တယ်ဗျအဲ့ဆိုရင်ကျွန်တော်အိမ်ထဲတစ်ချက် ကြည့်အောင်ဒါတော့အိမ်ထဲဝင်ဝင်ချင်း တွေ့ရမယ့်အနေထားလေးဖြစ်တယ်။အိမ်ထဲမှာဆိုရင်ဒါဝင်ဝင်ချင်းတွေ့ရမှာတော့အကန့်ကျဲတစ်ခုဒီအကန့်ကျဲရေးပြီးမှဆိုရင် single bedroom တစ်ခန်းအကန့်ကျဲနေဆက်ဝင်လာမယ်ဆိုရင်ထမင်းစားခန်းနဲ့မီးပုတ်ခန်းတွဲလျက်လေးဒီမှာတက်ဆင်ထားတယ်။နောက်ပြီးတော့ဒီဆိုအတွက် exhaust fan လေးပါတက်ဆင်ပေးထားတယ်။ဒါကတော့ common toilet ဒီ common toilet ပြီးမှဆိုနောက်ထပ် master bedroom တစ်ခန်းထည့်သွင်းပေးထားတယ်ဗျာ။ တော့ master bedroom ရဲ့အခန်းအနေထားလေးကျွန်တော်ပြနေရ။ဒါက exo fan လည်းပါတယ်။အိမ်လေးကတော်တော်လေးကောင်းမွန်တယ်။အဲကြောင့်ကျွန်တော်လာပြီးတော့အိပ်စက်ပြီးတာဖြစ်တယ်။ဒါပြီးတော့ဒီမှာဒီလိုပစ္စည်းတွေထားသွင်းဖို့အတွက်ဒီလိုနေရာပုံလေးတစ်ခုကိုအန်တီပေးထားရတယ်ဗျာ။ဒါအိမ်ရဲ့အပေါ်ထက်တက်တဲ့ဒီလက်လေကားလေးလေကားလေးတွေပြင်းပြင်းပြင်းနဲ့ပေါ့ပါလေးရှိရတာဒီလိုကျွန်းလျမ်းနေရဲ့တွန်းသားရည်တွေနဲ့အုပ်ပြုပေးထားတယ်။ ဒါအပေါ်ထက်မှာဆိုရင်ဒီလိုကိုရီးယားပါကင်အကောင်းလေးတွေအသုံးပြုပေးထားတယ်ဒုတိယထက်ကိုရောက်ရောက်ချင်းကျွန်တော်အနေနဲ့ပထမဆုံးတွေ့ရတော့ဒါဖျားခန်းကိုအရင်တန်းပြီးတော့တွေ့ရဗျဒီဖျားခန်းဘေးမှာဆိုရင်ဒီလိုဘန်ဒါလေးထုတ်ပြီးအပြင်ဘက် view အနေထားလေးတွေကိုဒီလိုခံကြည့်ရှုခံစားလို့ရအောင်ကြကြဘုံလေးလုပ်ပေးထားတာကိုတွေ့ရဗျလုံးဝတက်ရှူချောင်းစီတယ်လွတ်လပ်ဖြစ်စီတယ်အဲ့တော့ဘေးပတ်ဝန်းကျင်ရဲ့အနေထား ကဲဒါဆိုအထက်တစ်ချက်ဝင်ကြည့်အောင်ဒီဖျားခန့်ဘေးမှာ master bedroom နှခံထည့်သွင်းပေးထားတယ်ဗျကျွန်တော်အဲ့အခန်းလေးပြပေးမယ်နော်ဒါ master bedroom ခန်းဒီခန်းရဲ့ဘေးမှာနောက်ထပ် master bedroom တစ်ခန်းပါဝင်တယ်ဗျအိမ်လေးကတန်တရရဲ့နဲ့လုံးဝနေခြင်းစပွဲလေးဖြစ်တယ်အကောင်းကြိုက်တဲ့မိတ်ဆွေများအတွက်အဆင်ပြေပြီးတော့တင့်တင့်နေဗျ ကဲကျွန်တော်အပေါ်ထက်ကိုတစ်ချက်ပြန်ပြပေးမယ်အပေါ်ထက်ကတော့ तू ကအင်အားနှစ်ချက်ခွဲလို့ပြောလို့ရတယ်ပေါ့အဲ့တော့အပေါ်ထက်မှာဒီလို lighting အားလေးကောင်းဒီလိုမှန်ပေါင်လေးညီနဲ့ပြုလုပ်ပြီးတက်ဆင်ပေးထားရပြီအဲ့ဒီကြောင့်နေတွေ့ရတယ်အဲ့တော့အပေါ်ထက်ပေါ်ထက်မှာဆိုရင်ဒီလိုလားသာဆောင်အကျယ်ကြီးထုတ်ပေးထားတာကိုကြောင့်နေတွေ့ရတယ်ဒီလိုကောင်းဝင်းကျင်မှာဆိုရင်လည်းဟာလူရရမြေစစ်စစ်ဖြစ်တဲ့အတွက်အရောက်လူနေတန့်ပြီးတော့ဒီလိုအင်ကြီးအင်ကောင်းနေ ဟိုတိုက်ကြီးတိုက်ကောင်းတွေခန်းနှထဲဝလာရဲ့စာဦးတွေဒီလိုကဝင်းကျင်တတရရလေးနဲ့လင်းဝင်းလေးထွက်လေးလေးကောင်းတယ်ဗျအဲ့ဒီကြောင့်နေပြရတယ်အဲ့ဒါဘိပဝင်းကျင်အနိထားကျွန်တော်ပြပေးနေတာဒါတော့ရေပူရေအေးဆက်ရေပူရေအေးဆက်အပေါ်မှာတို့ရေစင်းတက်ဆင်ပေးထားတယ်ဟဲ့ဒီအိမ်လေးရဲ့ခေါ်စင်းတော့ဟာ3500ကိုညီနိုင်ရောင်းချမှာဖြစ်တယ်ဒီအိမ်လေးကို စိတ်ဝင်စားလို့ဆက်သွယ်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ WiZ အင်ချမ်းမြီကိုဆက်သွယ်ပေးပါကျွန်တော်ဖုန်းနံပါတ်39 94လုံး96လေးရှိကိုလည်းဒါရိုက်ဆက်သွယ်မြင်းမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်